ခင်မုန်းဟောင်းနဲ့ကွာရှင်ပြီးလာပိုင်းကြမှာနေရွှေသွေးအောင်နေချစ်ကြိုက်နေတဲ့ယိုရီလေးမို့ ပရိသတ်ကြီးမင်းသားကြီးလီမိုရဲ့သမီးကြီးဆုံးလေးဖြစ်တဲ့ယူဝင်လီမိုဟာမကြာခင်ကသူမရဲ့ခင်မောထက်ဦးလိုက်နဲ့ကွာရှင်းခဲ့တာဖြစ်ပါရီသူမဟာလွန်ခဲ့တဲ့လပိုင်းကခင်မောတဲ့နဲ့ကွာရှင်းခဲ့တယ်လို့အသိပေးခဲ့တာဖြစ်ပါရီအခုလေခရိုနီကြီးရဲ့မြေနေရွှေသီးအောင်နဲ့ချစ်ကြိုက်နေတယ်ဆိုတဲ့တရေဟာဟိုလိတကြောကြောဖြစ်နေခဲ့ပြီးဖြည့်ရှင်းမှုတစုံတရာတော့မရှိသေးတာပဲဖြစ်ပါရီယူဝင်လီမိုဟာအော်စတြေးလျမှာနေရွှေသီးအောင်နဲ့လက်ချင်းတွဲပြီးသွားလာနေတာကိုအော်စီကမြန်မာတွေကတည်သွားကြပြီးတော့သတင်းတွေပေါက်ကြားခဲ့တာဖြစ်ပါရီယူဝင်လီမိုဟာအရှိန်ကြီးကမီဒီယာ ာတန်းရှင်းမရှာတဲ့သူဖြစ်ပြီးသူမချစ်ချင်လို့ယူထားတဲ့ထဲဥလိုက်ကိုလည်းယတိပြတ်ကွာရှင်းခဲ့သူပါ။ကွာရှင်ရတဲ့အဓိကအကြောင်းရင်းကိုမပြောပြသေးပေမယ့်ပရိသတ်တွေကတော့ထဲဥလိုက်ရင်လူမဆန်တဲ့လောက်ရက်တွေကြောင့်တိမခံနိုင်မင်းနေပြက်စေးခဲ့တာဖြစ်ပါတယ်လို့ထင်ခဲ့ကြပါရဲ့။အခုခါမှလည်းမိန်းကလေးတိုင်းနဲ့နာမည်ထွက်နေပြီးအမှုပညာရှင်မော်ဒယ်မင်းသမီးချောလေးတွေနဲ့ နမဲထွက်နေခဲ့တဲ့နေရွှေသွေးအောင်နဲ့ချစ်သူဖြစ်နေကြတာပါ။သူမတို့နှစ်ဦးအားစင်ကာပူမှာပဲတိခဲ့ကြပြီးတော့ရွေးဝင်လီမိုနဲ့နေရွှေသွေးအောင်တို့လက်ချင်းချိတ်ပြီးတော့လမ်းလျှောက်နေတဲ့မြင်ကွေးကိုအော်စီယောမြန်မာတို့ကတွေ့သွားပြီးတော့သတင်းပေးခဲ့တာဖြစ်ပါရည်။ရှင်းနေကြအိမ်အောင်တဲ့တက်တန်းကြပြီးဖြစ်ပေမဲ့မချင်မဲ့ထားတဲ့ပြဿနာလေးတွေကြောင့်ကွဲကြရပြီးကိုလန်းကိုရှောက်ကြရတာပဲဖြစ်ပါရည်။ဒါကြောင့်ပရိသတ်တွေကအံ့ဩနေကြပြီးတော့နေရွှေသွေးအောင်နဲ့တွေ့ရင်မမကြခင်မင်္ဂလာသတင်းကြားတော့မှလားဆိုပြီးတော့သူလိုသူလိုပြောဆိုနေကြတာဖြစ်ပါရည်။ရွေးဝင်လီမိုနဲ့နေရွှေသွေးအောင်တို့ဟာမြန်မာပြည်မှာတွေကတည်ကျ ွမ်းခဲ့ပြီးတချိန်ကမင်းသမီးခင်မွားနဲ့ MTV ရှိုက်တုန်းကလည်းရွှေလင်မောဟာအဲ့ရှုတင်မှာတွားရောက်ကြည့်ရှုခဲ့တာလည်းဖြစ်ပါသည်ခင်မောင်းနဲ့ပြည့်စဲတာမှမကြသေးပေမြမပြည်ရဲ့ထိတ်တဲပူရမီတထေးကြီးစင်မိုရန်ဟောင်းကြီးကမြင်းနဲ့မှရီစားဖြစ်လို့လေဝေဖန်ခံရသူလည်းဖြစ်ပါသည်ရွှေလင်မိုးရဲ့ဖအေလွင်မိုးကိုလေတာသမီတွေကိုတိုးသေးဆုံးမမှုနဲ့အကြီးမားကအိမ်အောင်ကွဲတဲ့အငယ်မားကတော့ တခဲနဲ့အထိပါချစ်သူကိုခေါ်လာပြီးတော့အတူနေရလို့လေကြိတ်ရခင်ရသူပါရွှေဝင်လီမိုးကျွေးနေတဲ့ဖိုးလာပြည့်ဟာရခင်ကမော်ရယ်မင်းသမီးချောလေးတွေကြီးထဲလဲတွဲခဲ့ပြီးတော့ရွှေဘုံဘောဆန်ကထိနိုင်ချဲသုံးဖြိုးနေတတ်ပြီးတော့သူဟာ international ကာဘာဆောင်းလေးတွေကိုလေ ကိုဟန်ပါဖော်မန့်ကျန်းစာတွေနဲ့တရုတ်ဆောင်ခဲ့သူပါ။နေဆက်သူတွေပြောပုံရကတော့ရွှေလီမိုးဟာနေရှိသေးအောင်ရဲ့ခြေဦးဖြစ်ခဲ့တယ်လို့လည်းဆိုကြပါရည်။သူမဟာထဲဦးလိုက်နဲ့လက်မထက်ခင်ကလေးကနေရှိသေးအောင်နဲ့ပတ်သက်မှုရှိခဲ့ပြီးတော့သူ့ဖေလွင်မိုးကိုယ်တိုင်ကနေရှိသေးအောင်စီကိုပို့ပေးခဲ့တယ်လို့သိရပါရည်။နေရှိသေးအောင်ကအချင်းကနှကန်းဒီမာလေးတွေရဲ့အသေးချော်ဖြစ်နေပြီးနောက်ပိုင်းရွှေလီမိုးနိုင်ငံသားတော်မှဆက်သွယ်ပြတ်သွားခဲ့တာဖြစ်ပါရည်။ ဒီလိုသတင်းအတိအကျတွေရကတော့ရဲရီလင်မိုးဟာသူမရဲ့ငယ်ချစ်ဦးဖိုလာပြည့်နဲ့ပြတ်တွဲနေပြီးဖိုလာပြည့်ကိုလည်းပိုရိသားတွေကကလေးတယောက်အမေကိုလက်ခံလို့အားကျနေရလေဖြစ်ပါတယ်။နေရှိတဲ့အောင်လို့လေအချို့ပါပါရာစီတွေကပခုံးကောင်းတဲ့ဘာညာနဲ့အပြစ်တင်ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးရဲရီလင်မိုးဟာခင်မိုးဟောင်းနဲ့ကြွားရှင်ပြီးနေရှိတဲ့အောင်နဲ့တွဲနေတဲ့အပေါ်မှာမှတ်ချက်လေးတွေကိုပေးခဲ့ပေးပါအောင်ရှင်။အာဘိနာစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝေစားစရာကောင်းတဲ့ဆယ်လီတဲ့နုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော် ကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့ဦးရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါရစေရှင်။